အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေရာဟာမြို့ရဲမှာအလုံးကြုံဆုံးလို့သတ်မှတ်ထားတဲ့အစစ်မီစင်ခံကွန်ဒိုတိုက်ခန်းတစ်ခုဖြစ်ပါတယ်ခြံစည်းရိုးတွေတိကျကားရန်ထားပြီး လုံခြုံရေးစောင့်တွေကလည်းအချိန်ပြည့်ကင်းလဲစောင့်ကြံ့နေသလိုအဝင်ထွက်ကအစရေကူးကံအားကစားခန်းမှအစရှိတဲ့အဆောင်ရောင်တွေကိုအသုံးပြုဖို့အတွက်ပါကိုပိုင်ကြီးကတ်တွေလိုအပ်တဲ့နေရာမျိုးပါတကူတဲ့နေထိုင်တဲ့အမျိုးသမီးတယောက်အတွက်လုံခြုံမှုရှိရလို့ခံစားရဖို့လိုအပ်တဲ့အရာအလုံးဒီနေရာမှာရှိနေပါတယ်ဒါပေမဲ့တခါတလေမှာတော့ဒီလိုစိတ်ချလက်ချယုံကြည်ထားမှုကနေတဆင့်အသက်အန္တရာယ်ဆုံးရှုံးရတဲ့အထိဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာတတ်ပါတယ်2024ခုနှစ်ဧပြီလ5ရက်နေ့ တကောင်းရံအချိန်လေးမှာအမျိုးသမီးတယောက်ဟာခရီးတစ်ခုကနေပြန်လာပြီးသူမရဲ့တိုက်ခန်းစီပြန်ရောက်ဖို့စိတ်လှုပ်ရှားနေပါတယ်။အန်ညာဖတ်ဆိုတဲ့သူမဟာရုပ်ရည်ချောမိုးယုံတတ်တမဟုတ်ပဲ။အွန်လိုင်းမှာကွန်ပျူတာတွေရောင်းချပြီးကိုပိုင်ရက်တည်နေတဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတယောက်လည်းဖြစ်ပါတယ်။သူမဟာကိုယ့်ခြေောက်ပေါ်ကိုရက်ရင်စိန်ခံအိတ်တွေဈေးကြီးပေးရတဲ့လဝတ်ရတနာတွေနဲ့ဖက်ရှင်ကြတဲ့အဝတ်အစားတွေကိုဝတ်ဆင်လေးရှိသလိုကိုကိုကိုလည်းကောင်းကောင်းဂရုစိုက်တတ်သူပါ။ အဲ့ဒီည7:40မိနစ်လောက်မှာကွန်ဒိုကို ပြန်ရောက်လာတဲ့သူမကို CCTV ထဲမှာတွေ့ခဲ့ရပါတယ်။ဆယ်လော်မှာရှိတဲ့သူမရဲ့ခန်းစီကိုဓာတ်လေကားနဲ့တတ်သွားပြီးအဲ့ဒီချိန်မှာနှစ်ချက်တက်ခါဖုန်းပြောရင် အစင်းရောင်ခီးဆောင်အိတ်ကိုဆွဲလာခဲ့ပါတယ်။ဖုန်းတစ်ပတ်ချမ်းမှာတော့သူမရဲ့တငယ်ချင်းဖြစ်သူအန်နာရှိနေခဲ့တာပါ။သူတို့နှစ်ယောက်ဟာသူမရဲ့ခီးစဉ်အကြောင်းနောက်ပြီးဘယ်တော့မှပြန်တွေ့ကြမလဲဆိုတဲ့အကြောင်းနဲ့အန်ညာဖတ်တဲ့ယောက် ရင်နှင်းနှင်းလေးချိုးပြီးအိယာဝင်ဖို့ကိုမဆောင်နိုင်တော့တဲ့အကြောင်းတွေကိုပေါ့ပေါ့ပေါ့ပါပဲပြောဆိုနေခဲ့ကြပါတယ်။အန်နာတယောက်ဖုန်းထဲကနေအန်ညာဖတ်ရဲ့ဆယ်လွာကအခန်းတကားဖွင့်လိုက်တဲ့တော့တန်ကိုကြားလိုက်ရပါတယ်။အန်ညာဖတ်ကရေကူးကန်အားကစားခန်းမှစတာရင်းနဲ့နီးပြီးနေလိုကောင်းတဲ့ဒီကန်ဘေးကတိုက်ခန်းလေးကိုတိတ်သဘောကျသူပါ။အထူးသဖြင့်လုံချုံရင်အပြည့်ရှိတဲ့ဒီကုန်းလုံးမှာနေရတာဟာတယောက်တည်းနေထိုင်ရတဲ့သူမအတွက်စိတ်အေးလက်အေးရှိစေပါတယ်။ဒါပေမဲ့ မကြငင်ဖြစ်ပြတော့မဲ့ကံကြမ္မာဇိုးကြီးကိုတော့ဘသူကမှကြိုတင်တွက်ဆမထားခဲ့ကြပါဘူးဖုန်းထဲကနေအညာဖတ်တကားဖွင့်ပြီးအခန်းထဲဝင်သွားတဲ့တန်ကိုအန်နာကြားလိုက်ရပါတယ်အဲ့ဒီနောက်ချက်ချင်းဆိုသလိုပဲကျယ်လောင်တဲ့အော်ရဲတန်ကြီးတစ်ခုဖတ်ပေါ်လာပြီးအရာအလုံးတိတ်ဆိတ်သွားကဖုန်းလိုင်းလည်းပြတ်တောက်သွားခဲ့ပါတယ်တာမမဟုတ်တဲ့အခြေအနေကြောင့်အန်နာဟာထိတ်လန့်သွားပြီးသူမတငယ်ချင်းစီကိုအကြိမ်ကြိမ်ပြန်ခေါ်ခဲ့ပေမဲ့ဘသူမှကင်မဲ့သူမရှိတော့ပါဘူးတခုခုမားနေပြီဆိုတာသိလိုက်ရတဲ့အတွက်အန်နာဟာ အညာဖတ်ရဲ့အခန်းစီသွားကြည့်ခြင်းမယ်မဲ့တယောက်တည်းမသွားရတာကြောင့်တခြားတငယ်ချင်းဖြစ်တဲ့ဘီနီဆိုတဲ့မိတ်ဆွေတယောက်ကိုလမ်းခေါ်ခဲ့ပါတယ်ဘီနီကလည်းချက်ချင်းဆိုသလိုသူ့အလုပ်တွေကိုထားခဲ့ပြီးအညာဖတ်ရဲ့ကိုနိုစီအန်နာနဲ့အတူလိုက်သွားဖို့သဘောတူခဲ့ပါတယ်မနက်တနားရီချိန်မှာဘီနီက အန်နာကိုဝင်ကြိုပြီးကိုနိုစီမောင်းလာခဲ့ကြပါတယ်တာဝန်ကြလုံခြုံရေးအဆောင်ကိုဧည့်သည်တွေဖြစ်ကြောင်းပြောပြပြီးသူတို့တငယ်ချင်းရဲ့အော်တန်ကိုကြားရကြောင်းအဲ့ဒီနောက်ပိုင်းဆက်သွယ်လို့မရတော့ကြောင်းရှင်းပြကြပါတယ် ဒါပေမဲ့အချိန်ကအရန်နောက်ကျနေပြီဖြစ်တယ်လို့အခန်းရှင်ရဲ့ဖိတ်ကြားမှုမရှိဘဲဧည့်သည်စီရင်သွင်းပြီးဝင်ဝင်ပေးဖို့လုံခြုံရေးကငင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာအညာဖက်ရဲ့အခန်းကိုအောက်ကနေလမ်းခေါ်ပေးဖို့သဘောတူခဲ့ပါတယ်။ခေါ်မရတဲ့အဆုံးမှာအညာဖက်အိပ်ပျော်နေတာဖြစ်နိုင်လို့လုံခြုံရေးဝန်ထမ်းကခဏဆောင်ဖို့ပြောပေမဲ့အန်နာနဲ့ဘီနီတို့ကမဆောင်နိုင်ကြအောင်အတင်းပြောဆိုပြီးအပေါ်တက်ကြည့်ဖို့တောင်းဆိုခဲ့ကြပါတယ်။အခြေတင်ပြောပြီးရဲ့နောက်မှာတော့လုံခြုံရေးကမာစတာကီးကိုယူကာ တခြားဧည့်သည်လာရင်သိရအောင်စာရေးထားခဲ့ပြီးသူတို့နဲ့အတူဆယ်လွာကအညာဘက်ရဲ့အခန်းစီကိုလိုက်ပါလာခဲ့ပါတော့တယ်။သူတို့သုံးယောက်အခန်းရှိရောက်တော့အဆောင်ကဘယ်တီဘီတကားခောက်ကသူ့ကိုယ်သူမိတ်ဆက်ပေမဲ့ဘာသာမှပြန်မကြားရပါဘူး။စိုးရိမ်စဲတွေမြင့်တက်လာတဲ့အန်နာနဲ့ဘီနီတို့ကတကားဖွင့်ပေးဖို့တိုက်တွန်းတဲ့အခါမှာတော့လုံချုံကြီးက မာစတာကီးကိုသုံးပြီးတကားဖွင့်ပေးလိုက်ပါတော့တယ်။အဲ့ဒီအချိန်ဟာမနက်တနာရီ22မိနစ်ရှိပါပြီ။ ်အန်နာနဲ့သူ့တငယ်ချင်းနောက်ဆုံးဖုန်းပြောခဲ့တာတနားရီခွဲနီးပါးကြာခဲ့ပြီဖြစ်ပါတယ်အခန်းထဲမှာမောင်မဲနေပြီးလုံလုံရင်းအဆောင်ကအချိန်လေးလာကြည့်ရဖြစ်ကြောင်းအော်ပြောရင်မိခလုံဖွင့်လိုက်တဲ့အချိန်မှာတော့သုံးယောက်စလုံးအေးခဲသွားကြပါတော့တယ်အခန်းတစ်ခုလုံးပြောင်းဆန်နေပါတယ်အန်စွဲတွေပွင့်နေပြီးအဝတ်အစားတွေပစ္စည်းတွေကိုနားတဆဒီနားဆပြန်ကျဲနေတာဟာတစုံတစ်ယောက်က မွေနောက်ရှာပွေထားပုံရပါတယ်ဒါပေမဲ့အလန်တကြားဖြစ်သွားစီတာကတော့တွေးရင်ကြီးတစ်ခုထဲမှာမောက်လျက်လဲကျနေတဲ့ခန္ဓာကိုယ်တစ်ခုကိုတွေးလိုက်ရလို့ပါ ၊သွေးတွေ၊သပင်တွေနဲ့ဝက်စားတွေပေဝနေပေမဲ့တငယ်ချင်းဖြစ်သူအညာဖန်မှန်တန်းတီးလိုက်တဲ့အတွက်အန္နာတယောက်အော်ဟစ်ငိုကြွေးပါတော့တယ်။တစုံတစ်ယောက်ကရဲရဲစက်စက်တိုက်ခိုက်ခဲ့ပြီးသွေးထွက်လွန်သေဆုံးစေဖို့အတွက်ဒီတိုင်းဖြစ်ထားခဲ့ရာထင်ရှားနေပါတယ်။လုံကြုံကြီးကသွေးခုန်လုံးစမ်းကြည့်ပေမဲ့အညာဖတ်တယောက်အတတ်မရှိတော့တာတော်တော်ကြာပြီဆိုတာသိကြနေခဲ့ပါပြီ။သူတို့ဟာအရေးပေါ်အဖွဲတွေကိုချက်ချင်းဖုံးဆက်ခဲ့ပြီးမကြခင်မှာပဲရဲတပ်ဖွဲ့ရောက်ရှိလာတာစုံစမ်းစစ်ဆေးမှုတွေစတင်မာတော့တယ်။ မှုခင်းစစ်စစ်ချက်အရာအညာဖက်ရင်လဲပင်မျက်နာနဲ့လက်မောင်းတွေမှာဓာတ်ဒဏ်ရာများပြားတွေ့ရှိရပါတယ်။လက်မောင်းကဓာတ်ဒဏ်ရာတွေဟာခုခံကာကွယ်ရင်ရရှိခဲ့တဲ့ဒဏ်ရာတွေဖြစ်ပြီးသူမအသေးအံပြန်လဲခုခံခဲ့ကြအောင်ပြသနေပါတယ်။တိတ်ဆုံးချိန်ကရဲတွေမရောက်ခင်နှစ်နာရီလောက်ကဖြစ်နိုင်ပြီးဒါဟာအန်နာအော်တန်ကြားခဲ့တဲ့အချိန်နဲ့ကပ်ညီနေပါတယ်။တိတ်စင်နိုင်လောက်တဲ့ဒဏ်ရာကတော့လဲဘေးမှာဖြစ်ပြီးသွေးကြောမှဒီပြတ်သွားတဲ့အတွက်သွေးထွက်လွန်ခဲ့တာဖြစ်ပါတယ်။ အဒရီနာလိုင်းတွေစူပွက်ပြီးနှလုံးခုန်မြန်နေတဲ့အချိန်မှတွေးထွက်တာပုံမြန်ဆန်ခဲ့မှာဖြစ်ပါတယ်။စိတ်သက်သာရာရစေတဲ့အချက်တစ်ချက်ကတော့ဒီလောက်ပြင်းထန်တဲ့အတွက်သူမဟာစက္ကမိုင်အတွင်းမှာပဲသတိလက်သွားပြီးဝေဒနာကိုအကြာကြီးခံစားမသွားရနိုင်ဘူးဆိုတာပါပဲ။အခုချိန်မှာထိုင်းရတဲ့ဖွဲ့နဲ့သတင်းတောက်တွေရဲ့ဥတီရာကတခုတည်းပါ။ဒီလောက်ရက်ဆက်တဲ့လူသက်သမားကဘသူလဲဆိုတာပါပဲ။ပထမတော့လူရမှုပုံစံဖန်တီးထားတယ်လို့ယူဆရပေမဲ့တခြားရည်ရွယ်ချက်တခုကိုဖုံးကွယ်ဖို့ အကွာကျစီစဉ်ထားတာလည်းဖြစ်နိုင်ပါတယ်။သူမမှာရန်ညိုးရန်စားရှိမရှိမေးမြန်းပေမဲ့တငယ်ချင်းတွေကတော့အညာဘက်ကိုရန်လို့သူဘသူမှမရှိကြအောင်ခိုင်မာပြောဆိုခဲ့ကြပါတယ်။အခန်းတွင်းစစ်ဆေးမှုတွေရလေသာဆောင်မှာသွေးစွန်းနေတဲ့ခြေရာတစ်ခုကိုတွေ့ရတဲ့အတွက်လူသားသမားကအဲဒီကနေထွက်ပြေးသွားပုံရပါတယ်။ဒါပေမဲ့တိုက်ခန်းအထက်တွေကြားကကွာဟားချက်အတော်ကျေတာကြောင့်စင့်ပြေးဖို့မလွယ်ကူပါဘူး။အောက်တစ်ထပ်ကရေကူးကန်ဘက်ကိုကျိုးနဲ့ဆင်းမလား။ ခုံချမလားဆိုတာတွေးစရာရှိပေမဲ့ဒါဟာတာမန်လူတယောက်လုံးနိုင်မယ့်ကိစ္စမဟုတ်ပါဘူးအခန်းအတွင်းကနေထွက်မပြေးရင်ဒေတာဆောင်ဘက်ကပဲရှိတော့တာမို့ CCTV တွေကိုစစ်ဆေးကြည့်ပေမဲ့ဒေတာဆောင်ဘက်ချမ်းကိုရိုက်ထားတဲ့ကင်မရာတစ်လုံးမှမရှိခဲ့ပါဘူးထူးဆန်းတာကကွန်ဒိုဝင်းထဲကနေထွက်ခွာဖို့ဆိုရင်ဂိတ်ပေါက် CCTV မှာပေါ်ဖို့ပေါ်ရမှာဖြစ်ပေမဲ့လူသားသမားထွက်သွားတဲ့အရေးအယံလုံးဝမတွေ့ရတာပါပဲတရေခန့်ဟာလေထဲပဲပျောက်သွားသလားမှတ်ရလောက်အောင်ပါပဲအခန်းထဲကိုဝင်လာတာ အညာဖတ်ပြီးရင်တငယ်ချင်းတွေနဲ့လုံလုံရေးတွေပဲရှိပါတယ်။ဒါဆိုလူသားသမားကဘဲရောက်သွားတာလေ။စုံစမ်းစစ်ဆေးသူတွေရေကူးကန်ဘက်ကိုစစ်ဆေးလိုက်တဲ့အခါမှာတော့တရားခံဝစ်စင်ခဲ့တယ်လို့ယူဆရတဲ့သွေးတွေပင်နေတဲ့အပြန်အောင်ဘောင်းမီတိုတစ်ထည်ကိုတွေ့လိုက်ရပါတယ်။တခွဲကန်ပို့လိုက်တဲ့အခါမှာတော့အရာမမနှိမ်မမြက်အမျိုးသားတယောက်လိုခံမှန်းခဲ့ရပါတယ်။တကယ်တဲလွန်စာအကြီးကြီးကတော့လေသားဆောင်မှာကြံခဲ့တဲ့သွေးဆက်လက်ရာအစားနာလေးတွေပါပဲ။အဲ့ဒီသွေးဆက်တွေက အောက်ကိုဆင်းသွားတာမျိုးမဟုတ်ဘဲအပေါ်ကိုတက်သွားတဲ့ပုံစံမျိုးဖြစ်နေလို့ပါလူသားသမားကအောက်ကိုခုံချထွက်ပြေးသွားတာမဟုတ်ဘဲအပေါ်ရက်ကိုပြန်တက်သွားတာ ဖြစ်နိုင်ပါတယ်ဒါဟာကျမ်းမာကြံ့ခိုင်မှုရှိမှလုံနိုင်မယ့်စွန့်စားခန်းတစ်ခုပါဒီသဲလွန်စားရတာနဲ့ရဲတွေဟာအပေါ်ရက်ကိုစစ်ဆေးဖို့ပြင်ဆင်ကြပါတယ်အညာဖတ်ရဲ့အခန်းအပေါ်ရက်7ဒေါ်လာကလူမနေပါဘူးလေသာဆောင်တကားတွေကလည်းပိတ်လျက်သားပါဒီလိုနဲ့7လွာကိုဆက်တက်သွားကြပါတယ်အဲ့ဒီညက အတန်တဆုံးတရားကြားမိမလားဆိုပြီးအိမ်နီးချင်းတွေကိုမေးမြန်းဖို့ပါရဲတွေကဆက်နလွာကအခန်းတကားကိုခောက်ပြီးမိတ်ဆက်လိုက်တဲ့အခါတကားလာဖွင့်သူကမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ဖြစ်နေပါတယ်ချစ်သူဇုံတွဲလို့ယူဆရပြီးဒါပေမဲ့ရဲတွေရဲ့မျက်လုံးကအဲ့ဒီအမျိုးသားစီမှာတန်းရောက်သွားပါတယ်ဘာလို့လဲဆိုတော့တကားလာဖွင့်တဲ့အဲ့ဒီအမျိုးသားရဲ့မျက်နှာနဲ့လက်တွေပေါ်မှာလက်သေးနဲ့ကုတ်ခံထားရတဲ့လက်လက်ဆက်ဆက်ချစ်ရတဲ့အများပြားကိုတွေးလိုက်ရလို့ပါ ရဲရချင်းနှစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကြပါတယ်။တယောက်အတွေးတယောက်နားလည်လိုက်ကြပြီးနောက်မှာတော့အဲ့ဒီအမျိုးသားနဲ့သူ့ကောင်းမလေးကိုစစ်စစ်မင်းမြန်းဖို့ချက်ချင်းပဲခေါ်ယူလိုက်ပါတော့တယ်။အခန်းရှင်အမျိုးသားရဲ့မျက်နှာပေါ်ကချစ်ရတွေဟာလက်လက်ဆက်ဆက်ရထားတဲ့တန်ရာတွေဖြစ်နေပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ပြောတဲ့စကားတွေကိုင်ညီမှုရှိမရှိစစ်ဆေးဖို့အတွက်ရဲတွေကသူတို့ချစ်သူနှစ်ဦးကိုတတ်တတ်စီခွဲပြီးမင်းမြန်းပါတော့တယ်။အမျိုးသားဖြစ်သူရဲ့နာမည်ကဂျီရော်ဝါပါ ူ့အသက်က32နှစ်ရှိပြီဖြစ်ပြီးခိုင်းမီရန်တပ်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့ဒုတိယဗိုလ်အဆင့်ရှိသူဖြစ်ပါတယ်။ဂျီရာဝတ်ကအဲဒီညမှာသူ့တယောက်တည်းရှိနေခဲ့တာလို့ထွက်ဆိုခဲ့ပါတယ်။သူ့ချစ်သူပြန်ရောက်မလာခင်နောက်လာမယ့်ရသက်တပတ်အတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့အဝတ်တွေလျှော်အခန်းရှိရင်ညံ့တဲ့အထိနေနေခဲ့တာလို့ဆိုပါတယ်။ဘာအော်သံမှလည်းမကြားမိသလိုတည်ဆုံးသူအညာဖက်ကိုလည်းတစ်ခါမှမတွေ့ဘူးဘူး။ဒီတိုက်ထဲမှာနေမန်းတော်မသိဘူးလို့ညင်းဆိုခဲ့ပါတယ်။ သူ့ကောင်မလေးမပြန်လာခင်အိမ်အလုပ်တွေလုပ်နေရင်အရာအားလုံးပုံမှန်ပါပဲလို့ပြောခဲ့ပါတယ်။ဒါပေမဲ့မျက်နာပေါ်ကချစ်ရတန်းရာအကြောင်းမေးလိုက်တဲ့အခါမှာတော့သူ့ရဲ့အမူအရာတွေပြောင်းလဲသွားပါတော့တယ်။အဲ့ဒီညကကောင်မလေးနဲ့ရန်ဖြစ်ရင်ရလာတဲ့တန်းရာတွေပါလို့သူကပြောပါတယ်။ရဲတွေကဒီထက်ပိုပြီးအသေးစိတ်မေးမြန်းတဲ့အခါသူကတော်တော်လေးကာဝယ်ပြောဆိုလာပါတယ်။ဒီတန်းရာတွေကအညာဖက်နဲ့ရုံရင်းဆန်ခတ်ဖြစ်ရင်ရလာတာမဟုတ်ဘူးလားလို့မေးလိုက်တဲ့အခါမှာတော့သူကခါခါတီးတီးငင်းဆန်ပြီး သူမကိုတခါမှမမြင်ဘူးကြောင်ထပ်တလဲလဲပြောဆိုနေပါတော့တယ်။ဒါပေမဲ့သူ့ရှိသူကောင်မလေးရဲ့ထွက်ဆိုချက်ကတော့ဂျီရာဝတ်နဲ့လုံးဝကွဲလွဲနေပါတယ်။အခင်းဖြစ်ပေါ်တဲ့နေ့ကဧပြီလ9ရက်နေ့ဖြစ်ပြီးသူမကဧပြီလ9ရက်နေ့မနက်တနာရီ55မိနစ်လောက်မှာအိမ်ပြန်ရောက်ခဲ့တာပါ။ပြန်ရောက်တော့ သူ့ကောင်လေးကအဝိရှော်အခန်းရှင်းနေတာကိုတွေ့ရတဲ့အတွက်အံ့ဩခဲ့ရပါတယ်။ဒါကပုံမှန်လုံးလိမရှိလို့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီတော့ကတော့တိတ်ပြီးရေတီယူမတွေးမိခဲ့ပါဘူး။ တို့သိမ့်မကြခင်မှာပဲအိပ်ပျော်သွားကြပါတယ်။အဓိကအချက်ကတော့သူမဟာရံဖြစ်ခဲ့တယ်ဆိုတဲ့ကိစ္စကိုလုံးဝထုတ်မပြောခဲ့ပါဘူး။ရဲတွေကတို့ရံဖြစ်ထားသလားလို့တိုက်ရိုက်မေးလိုက်တဲ့အခါမှာသူမအံ့ဩသွားပြီးကိုတိလက်ရောက်ရံဖြစ်တာမျိုးလုံးဝမရှိခဲ့ကြအောင်စကားများလာလို့ပဲရှိခဲ့တယ်လို့ဖြေကြားခဲ့ပါတယ်။ဒါဟာရဲတွေအတွက်သိတ်အရေးကြီးတဲ့သဲလွန်စားပါ။ကြည်တော်ကလိန်ပြောနေပြီဆိုတာတိလိုက်ရပါပြီ။ကောင်မလေးကရဲတွေကိုအပြည့်အဝပူပေါင်းဆောင်ရွက်ပုံရပါတယ်။ ဂျီရာဝတ်နဲ့ပတ်သက်ပြီးစိတ်ညစ်စရာရှိလာလို့မေးတဲ့အခါမှာတော့ဂျီရာဝတ်မှာလောင်ကစားဆွဲလန်းတဲ့ပြဿနာရှိနေကြောင်းဒီရက်ပိုင်းသူမစီကပတ်စံချေးပေမဲ့သူမကငင်းဆိုခဲ့ကြောင်းပြောပြလာပါတယ်။ရဲတွေကအခင်းဖြစ်ပွားရာရေကူးကန်နားမှာတွေးခဲ့တဲ့သွေးတွေပင်နေတဲ့အပြာရောင်ဘောင်းမီတို့တပ်ပုံကိုပြလိုက်တဲ့အခါသူမကချက်ချင်းမှတ်မိပြီးဒါဂျီရာဝတ်ရဲ့ဘောင်းမီနဲ့တူလိုက်တာဆိုပြီးပြောပါတော့တယ်။အခုဆိုရင်ရဲတပ်ဖွဲ့အနေနဲ့ခိုင်လုံတဲ့တပ်တွေအပြင် ငွေလိုနေတယ်ဆိုတော့ခံလုံတဲ့ရည်ရွယ်ချက်ပါတွေးရှိသွားပြီဖြစ်ပါတယ် CCTV မှတ်တမ်းတွေကိုပြန်စစ်ကြည့်တဲ့အခါအခင်းမဖြစ်ခင်တရက်အလိုဧပြီလ9ရက်နေ့မနက်10:23မိနစ်မှာအညာဖတ်ဟာခီးဆောင်အိတ်အစိမ်းရောင်ကိုဆွဲပြီး အခန်းကနေထွက်ခွာသွားတာကို တွေ့ရပါတယ်ရဲရီရဲ့ယူဆချက်ကတော့ဂျီရာဝါဟာဒီအချိန်တွေကိုတွေ့ရှိသွားပြီးအင်ရှင်မရှိခိုက်ဝင်ရောက်ခိုးယူဖို့ကြံစီခဲ့ပုံပါပဲဒါပေမဲ့သူမမျှော်လင့်ထားတာတခုက အညာဘတ်တယောက်ဒီလောက်မြင်မြန်ပြန်ရောက်လာလိမ့်မယ်ဆိုတာပါပဲအညာဘတ်က48နှစ်ရည်တော်မှကြာပဲနောက်တရက်လောက်မှပဲချက်ချင်းပြန်ရောက်လာခဲ့တာပါဂျီရာဝတ်ဟာစစ်တပ်ကတင်ကြားပေးထားတဲ့ကျွမ်းကျင်မှုနဲ့သူ့ရဲ့ကြံ့ခိုင်မှုကိုအသုံးချပြီးလေသာဆောင်ကနေတဆင့်အောက်ထပ်ကသူ့မအခန်းစီစဉ်သက်ခါဝင်ရောက်ခိုးယူဖို့ကြံစီခဲ့တာဖြစ်နိုင်ပါတယ်ကန်ဆိုးကျင်တော့သူ့မရဲ့လေသာဆောင်တကားကလည်းလုံးမချပဲကြံနေခဲ့ပုံရပါတယ်တကောင်းရန်အချင်းဂျီရာဝတ်ဝင်ခိုးနေလို့ သူမပြန်ရောက်လာတဲ့အခါဘာလို့ရမှန်းမသိဖြစ်သွားပုံရပါတယ်။အညာဖအခန်းထဲဝင်လာပြီးဖုန်းပြောနေတုန်းမှပဲဖြစ်ပြက်ခဲ့တဲ့အရာတွေကတော့တကယ့်ကိုခွင်းလို့လို့မရနိုင်တဲ့လောရက်တွေပါပဲ။ဂျီရာဝတ်ဟာပုံအောင်ဆောင်ဆိုင်နေပြီးသူမသတိမထားမိတဲ့အချိန်မှာရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။ဒါနဲ့အချိန်ချင်းထိုးပြီးရရဆက်ဆက်ကိုတတ်ဖြတ်ခဲ့တာပါ။အညာဖတယောက်အစွမ်းကုန်ပြန်လဲခုခံခဲ့ပေမဲ့အလင်းအငိုင်းမိသွားတာရဲ့အင်အားကြီးမမျှတာရဲ့ကြောင့်သူ့ကိုယ်သူကာဝယ်ဖို့မလွယ်ကူခဲ့ပါဘူး။ ဒီအချက်တွေကတော့လက်ရှိတွေ့ရှိချက်တွေအပေါ်အခြေခံထားတဲ့သုံးသပ်ချက်တွေလာဖြစ်ပါတယ်။တရားရုံးကအမိန့်မချသေးတဲ့ရွေ့အမှန်တရားကတခြားသမျိုးပြောင်းလဲသွားနိုင်တယ်ဆိုတာကိုတော့သတိပြုရမှာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကဂျီရာဝတ်ကိုဖမ်းဆီးပြီးသူ့အခန်းကိုဝန်ရမ်းနဲ့ဝင်ရောက်ရှာဖွေပါတော့တယ်။ CCTV တွေကိုအသေးစိတ်ပြန်စစ်ကြည့်တဲ့အခါအဲ့ဒီလူသားမှုဖြစ်ပြီးတဲ့ညမှာပဲဂျီရာဝတ်ကအခန်းရှိထွက်ပြီးအမိုက်တွေလာပစ်တာကိုတွေ့ရပါတယ်။ထူးခြားတာကသူ့ဟာအမိုက်ပြင်ကင်မရာကိုမော့ကြည့်ခဲ့တာပါပဲ။ ဒီကင်မရာရှိကနေအကျင်ရာကြီးဖြတ်သန်းသွားလာခဲ့ဦးတဲ့အရှင်တယောက်အနေနဲ့အခုလိုအပြုတ်မှုလုံးဆောင်တာပုံမှန်မဟုတ်ပါဘူး။တာမန်အားဖြင့်ကြည့်ရင်မထူးခြားဘူးလို့ထင်ရပေမဲ့ကြံတဲ့တဲလွန်စားရီနဲ့ပေါင်းဆက်လိုက်တဲ့အခါတန်မြတ်ဖြစ်စရာကောင်းလာပါတယ်။ဂျီတာဝဲရဲ့အခန်းထဲမှာတော့ငင်းမရနိုင်တဲ့တပ်တွေကိုရဲတွေရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့အမန္တန်အယုတ်ဘူးတစ်ခုထဲမှာဝတ်ထားတဲ့အညာဖက်ပိုင်ဆိုင်တဲ့လက်ဝတ်ရတနာတွေပါပဲ။ဒါအပြင်သွေးစွန်းနေတဲ့ကကြီးပြန်အောင်တလက်ကိုလည်းရှာတွေ့ခဲ့ပြီး ဒါဟာလူသားလမ်းနဲ့ဖြစ်ဖို့များပါတယ်တကယ်လို့သာတစုံတယောက်ကတသက်မဲ့လာစင်ထားတာမဟုတ်ဘူးဆိုရင်ဂျီတာဝတ်တယောက်ဘာလို့များသိဆုံးတဲ့သူရဲ့လဝိရတနာတွေနဲ့လူသားလမ်းနဲ့ကိုကို့အခန်းထဲမှာဒီတိုင်းထားခဲ့ရတာလဲဆိုတာစဉ်းစားစရာပါပဲအ ਨੇ ဆုံးတော့အမိုက်သွားပြစ်တော့ငါကက်ကြီးကိုပါဆွန့်ပြစ်လိုက်တင်တာပါတကယ်လို့သူ့အခန်းထဲမှာကဒီပစ္စည်းတွေရှာတွေ့ခဲ့တယ်ဆိုရင်တော့တင်းရခန့်ဆိုတာတေချာတလောက်ရှိသွားပါပြီ ရေကူးကန်ဘက်မှတွေးခဲ့တဲ့သွေးပိနေတဲ့ဘောင်းမီကိစ္စကိုတော့ရဲတွေကအခုထိရှင်းရှင်းလင်းလင်းမသိရသေးပါဘူးရုပ်တံဌာနတစ်ခုကတော့တရားခဏ်ကကို့အခန်း12လားကနေ6လရေကူးကန်အထက်စီဒီတိုင်းလှမ်းပစ်ချလိုက်တာနေမှာပါလို့သုံးသပ်ထားပါတယ်ဘလို့ပဲဖြစ်ဖြစ်သူ့ကိုတရားစွဲဖို့အတွက်လုံလောက်တဲ့တပ်သေးတွေရှိနေပါပြီဂျီရာဝါဟာလက်ရှိတာဝန်ထမ်းဆောင်တဲ့စစ်မှုရန်တယောက်ဖြစ်တာကြောင့်နိုင်ငံတော်ဥပဒေအရစစ်ခုံရုံးမှာပဲစစ်စည်းစီရင်မှာဖြစ်ပါတယ်ရဲတပ်ဖွဲ့က အမှုရဲဖိုင်တွေကိုစစ်ဘက်ဆိုင်ရာတရားစီရင်ရေးအဖွဲ့စီလွှဲပြောင်းပေးအပ်လိုက်ပါပြီ။လက်ရှိမှာဂျီရဝတ်ဟာအချုပ်ထဲမှာတရားခွင်ကိုစောင့်ဆိုင်းနေရပြီးပြစ်မှုထင်ရှားရင်တည်တံအထိကြားခံရနိုင်ပါတယ်။အခုချိန်မှာတော့ဂျီရဝတ်ဟာစစ်တပ်ကနေထုတ်ပယ်ခံလိုက်ရပြီးဖမ်းဆီးထိန်းသိမ်းထံထားရတာအမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။သူ့ချစ်သူကောင်မလေးကိုတော့အမှုနဲ့မသက်ဆိုင်နေတဲ့အတွက်စွဲချက်မတင်ထားပါဘူး။ဒါပေမဲ့သူမရဲ့ထွက်ဆိုချက်တွေကိုတော့တရားရုံးမှာတည်တည်ပြည့်ပြည့်အသုံးပြုသွားမှာပါ။ ဒီဖြစ်စဉ်မှာအဆိုးရွားဆုံးခြေပွဲစရာကတော့လှပပြီးအောင်မြင်နေတဲ့အမျိုးသမီးငယ်လေးတယောက်ဘသူ့ကိုမှဒုက္ခမပေးဘဲကို့အလုပ်ကိုလုပ်ခီးကနေကို့အိမ်ကိုပြန်လာကမှအိမ်ထဲမှာရေရဲဆက်ဆက်အသက်ခံလိုက်ရတာပါသူမရဲ့တငယ်ချင်းတွေအနေနဲ့လုတ်တင်လုတ်ခိုက်တာကိုအကောင်းဆုံးလုဆောင်ခဲ့ကြပေမဲ့အော်တန်ကြကြချင်းကိုယ်တိုင်သွားကြည့်မဲ့အစားရဲကိုတန်းခေါ်လိုက်မယ်ဆိုရင်ရောရဲတွေအချိန်မီရောက်လာပြီးလူနာတင်ရင်ခေါ်ကသူမအသက်ကိုကယ်နိုင်ခဲ့မလားဆိုတာကတော့တွေးစရာပါပဲ။ ဒီနေ့ပဲတော့တော့ပါပဲကြီးစုအားပေးခဲ့ကြတဲ့တယောက်ချင်းစီနိုင်ကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနိုတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့အကြောင်းအရာတွေကိုထပ်ပြီးသိချင်သေးသလဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး